ါ Jerry Knowledge Junction Page ကနေပြီးကျေးဇူးပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အားလုံးစိတ်ဝင်စားကြတဲ့အကြောင်းအရာတစ်ခုကိုပြောပြတာပါပါကမ္ဘာပေါ်မှာချမ်းသာဆုံးလူတွေကဘယ်သူတွေလဲသူတို့ကဘယ်လိုလုပ်ငန်းတွေနဲ့တလောက်ကျွေးဝချမ်းသာလာကြရလဲဒီမေခွန်းရဲ့အဖြေတွေကိုသိဖို့ကျွန်တော်တို့က2025ခုနှစ်နိုဝင်ဘာလရဲ့နောက်ဆုံးရသတင်းတွေအရကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်9ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီနေရာမှာသတိပေးချင်တာတစ်ခုကတော့ဒီစီးရင်တွေဟာ store ဈေးကွက်အတက်ကျပေါ်ဖုန်တီးပြီးနေစဉ်နဲ့မြပြောင်းလဲနေနိုင်တယ်ဆိုတာပါပဲဒါပေမဲ့ဒီနေ့ဒီချိန်မှာထိတ်ဆုံးကဥဆောင်နေသူတွေကတော့နံပါတ်5 Warren Buffett နံပါတ်5နေရာမှာရှိနေတာကတော့ရင်းနှီးမြှုပ်နှံမှုလောကရဲ့ guru ကြီး Warren Buffett ပဲဖြစ်ပါတယ်သူက Berkshire Hathaway ဆိုတဲ့ company စုကြီးရဲ့ CEO ဖြစ်ပြီး Geico, Jurassic, Dairy Queen တို့လိုကုမ္ပဏီပေါင်းများစွာကိုပိုင်ဆိုင်ထားပါတယ် သူရဲ့အောင်မြင်မှုတော့ချက်ကတော့တန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုဆိုတဲ့နီးပြဟွာကိုနှစ်ပေါင်းများစွာကျွမ်းကျင်စွာအသုံးပြုနိုင်ခဲ့တဲ့လို့ပါပဲ။နံပါတ်၄ Larry Ellison နံပါတ်၄နေရာမှာတော့နီးပညာလောကရဲ့ဩဇာကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Larry Ellison ရှိနေပါတယ်။သူကကမ္ဘာကျော် Oracle Corporation ကိုပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီးဒီကအဖြစ်လုပ်ငန်းသုံး database software တွေနဲ့ cloud နည်းပညာတွေကနေသူ့ရဲ့ကြွယ်ဝမှုကိုတည်ဆောက်ခဲ့တာပေါ့။သူက Tesla company မှာလည်း driver ဘုတ်ဖွဲ့ဝင်တယောက်ဖြစ်ပါဝင်ခဲ့မှုပါတယ်။နံပါတ်3 Jeff Bezos နံပါတ်3နေရာကိုတော့ကမ္ဘာအကြီးဆုံး e-commerce လုပ်ငန်းကြီးရဲ့တည်ထောင်သူ Jeff Bezos ကရယူထားပါတယ်။1994ခုနှစ်မှာသူ့ရဲ့ကားကိုယ်တော်လေးကနေစတင်ခဲ့တဲ့ Amazon ။အခုတစ်ခါမှာတော့ online ကနေအရာအလုံးကြီးပါရောင်းချနိုင်တဲ့လုပ်ငန်းကြီးဖြစ်နေပါတယ်။ Amazon ပြင် Blue Origin ဆိုတဲ့အာကာသခီးသွားလုပ်ငန်းကိုလည်းတည်ထောင်ထားပြီးအာကာသစူးစမ်းလေ့လာရေးကိုရှင်မြင့်တင်နေသူပါ။နံပါတ်2 Barnett Arnold ဒုတိယချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ပြင်သစ်နိုင်ငံကဈေးခံပစ္စည်းလုပ်ငန်းစုကြီးရဲ့ဘုရင် Barnett Arnold ပဲဖြစ်ပါတယ်။ သူဟာ Moet Hennessy Louis Vuitton လုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌနဲ့ CEO ပါဒီလုပ်ငန်းစုကြီးရဲ့လက်အောက်မှာ Louis Vuitton, Christian Dior, Sephora, Tiffany Company Limited တို့လိုကမ္ဘာကျော်ဇိမ်ခံ brand ပေါင်း85ခုကျော်ရှိပါတယ်။ကမ္ဘာတဝန်းကလူတွေရဲ့ဇိမ်ခံပစ္စည်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးရင်သူဟာဒုတိယနေရာမှာရပ်တည်နေရပါတယ်။ Number 1 Elon Musk လက်ရှိချိန်မှာကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ် Number 1နေရာမှာရပ်တည်နေသူကတော့ Elon Musk ပဲဖြစ်ပါတယ်။ သူကတော့ထုတ်တယ်မိတ်ဆက်ပေးဖို့တော့မလိုပါဘူးတရက်စစ်ကားလောကကိုတော်လန်ပြောင်းလဲနေတဲ့ Tesla အင်္ဂါဂျိုဘော်ကိုလူသားတွေပို့ဆောင်မှုရည်မှန်းထားတဲ့ SpaceX လူမှုကွန်ရက် X တို့ရဲ့အဓိကဦးဆောင်သူရဲ့ကြွယ်ဝမှုကအဓိကအဖြစ် Tesla နဲ့ SpaceX က share တန်ဖိုးတွေပေါ်မှာမူတည်နေပြီသူရဲ့စံသစ်တည်ထွင်မှုတွေနဲ့ရည်မှန်းချက်ကြီးမားမှုတွေကြောင့်ပဲထိတ်ဆုံးနေရမှာရည်တည်နေတာဖြစ်ပါတယ်ဒါကတော့လက်ရှိကမ္ဘာအချမ်းသာဆုံးပို့ကူငားရတဲ့အကြောင်းပဲဖြစ်ပါတယ် သူတို့အားလုံးကနီးပညာဇင်ခံပစ္စည်း e-commerce နဲ့ရင်းနှီးမြှုပ်နှံမှုဆိုတဲ့မတူညီတဲ့ level တွေကနေအောင်မြင်မှုတွေရယူထားကြတာကိုတွေ့ရပါတယ်။ဒီဗီဒီယိုကြည့်ပြီးမိတ်ဆွေတို့ဘယ်လိုမြင်လဲ။သူတို့တွေကဘသူရဲ့ဇာတ်လမ်းကိုသိစိတ်ဖို့သိချင်လဲ။ comment မှာပြန်အောင်ဆွေးနွေးပေးကြပါအောင်။ Okay ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်လေးတွေကိုကြည့်ရှုရန်အတွက်လည်း like and subscribe လေးကိုလည်းလုပ်ပေးဖို့မျှော်လင့်ပါရစေ။ရှိမှလည်းဗီဒီယိုအောက်နေတင်တာလေးရှိပါရဲ့များကြည့်ရှုအားပေးကြပါအောင်။ကျေးဇူးများကြီးတင်ပါတယ်။